RFA အတံလွင့်အစီအစဉ်မှာနှစ်ပတ်တခါထုတ်လွှင့်နေတဲ့ဒီမိုကရေစီခရီးကြတဲ့ဒေါအောင်ဆန်းစုကြည်အစီအစဉ်အတွက်ဒေါအောင်ဆန်းစုကြည်ကိုကျွန်တော်မနေ့ကဆက်သွယ်မေးမြန်းခဲ့ပါတယ်ခင်ဗျာကျင်းပပြည်စည်းခဲ့တဲ့ NLD ပါတီညီလာခံနဲ့ပတ်သက်ပြီးဘာတွေများအမှတ်တရရှိခဲ့ပါသလဲလို့ဒေါအောင်ဆန်းစုကြည်ကိုကျွန်တော်ပထမဆုံးမေးခဲ့ပါတယ်ပါတီညီလာခံတော့ပထမဦးဆုံးအကြိမ်ပေါ့နော်အောက်ခြေကနေစပြီးတော့ငါတို့ဒီအထက်အထိဒီမိုကရေစီနည်းလမ်းနဲ့ တာဝန်တွေချပေးတာပေါ့အဲ့ဒါကတော့အပတ်တရားပါပဲတခြားကတော့အလုံးချော်ချော်မောမောဖြစ်ပါတယ်ဒါတော်တော်ခက်ခဲရင်းနဲ့လုပ်ယူရတာလေဘာလို့အတွေ့အကြုံလည်းမရှိတဲ့အခါကျတော့ညီလာခံဖြစ်မြန်ရေးကော်မတီကတော်တော်ကိုကြိုးစားရပါတယ်ပါတီညီလာခံကိုကြန့်ကင်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတာနဲ့ပတ်သက်ပြီးဘယ်လိုမြင်ပါသလဲလို့လဲဒေါ်အောင်ဆန်းစုကြည်ကိုကျွန်တော်ဆက်ပြီးမေးမြန်းခဲ့ပါတယ်ခင်ဗျာအမှန်အကျိုးဆိုတာပေါ့ဒီလိုပဲပါတီချင်းချင်းဟာ ်နိုင်ငံကြီးသားစိတ်ရှိရမယ်လို့မှပြောတယ်ဒီပါတီချင်းချင်းအပြန်လှန်လေးစားရမယ်အပြန်လှန်နားလည်မှုတည်ဆောက်ရမယ်ပါတီချင်းမတူတာနဲ့တရားကိုတရားတိုက်ခိုက်ဖို့အညွန်ညင်းဖို့ဒီလိုဟာကိစ္စရမလို့အပောင်းနိုင်ငံရဲ့အမြဲတပြန်လေးညှစီတယ်လည်းမကောင်းပါဘူးဒါလေးကဒီပတ်စီစဉ်မှာလူပြောများနေတဲ့လက်ပရောင်းတောင်စုံဆိုင်ရေးအစီအခံစာနဲ့ပတ်သက်လို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြုံငုံသုံးသက်ချက်ကိုလည်းမင်းမြန်ခွင့်ရခဲ့ပါတယ်။အဲ့ဝိုင်းကျင်းနေပါလေကျင်းနေတယ်ဆိုရပါတော့ ဘဝလိုကော်မရှင်အနေနဲ့လုတ်ခဲ့ကိုင်းခဲ့ရတာမျိုးကျင်းတ်ပါတယ်ဒီကိစ္စတော့ဒရက်ကင်းပဲကိစ္စမဟုတ်ဘူးအလုံးသဘောကြအောင်လို့လုတ်နေမှာမဟုတ်ဘူးဆက်အစတည်းကဟိုဘာသိပါတယ်ဒါပေမဲ့လဲဒါအကောင်းဆုံးအဖြေရှာတာပဲဒီနိုင်ငံအတွက်ဒီလူတွေရဲ့အနာဂတ်အတွက်ဒါပေမဲ့တနည်းအားဖြင့်ဟိုခွက်ချီတာဖို့ခင်းတဲ့နိုင်ငံလုံးရဲ့လိုအပ်ချက်အရာအပြုသဘောဆောင်မဲ့ပုံစံနဲ့ဘာလို့ဒီရှင်ခန်းစာကိုချင့်ကပ်ခဲ့တာလဲအဲ့ဒီမှာကော်မရှင်ရဲ့ပုံကိုရတော့ကိုကျင်းတ်ဆရာကောင်းပါတယ် တာဝန်ကြီးကြတယ်ဟိုတက်တက်ကြွကြွနဲ့လုပ်ကြတယ်နောက်ပြီးတော့ခွန်ကစောစောကကိုကဘာဆိုမိတယ်လေအဲ့ဒီတက်ခံဖွံ့ဖြိုးရေးပါတီကလာတက်တက်ထားဘလူးစိတ်ထဲမှာထားနေဆိုကော်ရှင်နဲ့မှာဆိုလို့ရှိရင်တက်ခံဖွံ့ဖြိုးရေးအဖွဲ့ဝင်နဲ့ပါပါတယ်ဒါပေမဲ့ဒီလိုရောက်ခံဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေကဘောကနေပြီးတော့ NLD ကမှလို့ဆိုပြီးတော့ကပ်ရရဖြစ်လို့ဆန်တော့မရှိဘူးအင်းဒါမှဟိုကောင်းမွန်မွန်ညီညီနဲ့လှုပ်သွားကြိုင်ကြတာအဲ့ဒါကိုတော့တော်တော်ကိုအားရပါတယ် အဲ့ဒီအစင်ခံစားရဲ့နောက်ပိုင်းအပိုက်94ခါခွေအပိုက်ငယ်၄မှာတော့ဥပိုင်ကစာချုပ်ကိုပြင်ဆင်ရန်လှုပ်ဆောင်နေတယ်လို့ဖော်ပြထားတဲ့အတွက်ခြုံငုံပြီးပြောမယ်ဆိုရင်အခုစာချုပ်အစ်စ်ချုပ်တဲ့အခါနိုင်ငံတော်နဲ့လူလူအတွက်ပုံမအကျိုးရှိမှာလားလို့လဲဒေါအောင်ဆန်းစုကြည်ကိုကျွန်တော်မေးခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပြောပြအချက်ပြောင်းလို့ချုပ်ဖို့ဆိုလိုတာပါအဲ့ဒါလည်းဥပဒေကဝန်ပါတော့တော်တော်ကြည့်ပါတယ်ဒီလိုပဲပေါ့နော်ဒီအစ်စလာရီဆိုတာဟိုဘက်ကနေညှိပြီးတော့ဖြည့်ရှင်းတဲ့ ်နေရအကောင့်ဆုံးပဲလို့ဟောလို့ယူကြည့်တယ်လေနောက်အခုဥပိုင်းမှာတော့1ပေါင်းတော့ဒီဟာကိုကြည့်လေအောင်လို့ခုပဲဒီပဲပုံတော့ပြတာအောင်လို့အလုပ်ချင်းနဲ့စန္ဒပြေဝရှိတယ်ဆိုတော့ဒါမှလို့တဲ့အတန်ကောင်းတော့ဒီအစင်ဃာသန်နဲ့ပတ်သက်ပြီးဒေသခံတွေတခြားလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့တုံ့ပြန်ချက်တွေအပေါ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်ကိုလည်း RFA ကမေးမြန်းခဲ့ပါတယ်။ဒါလို့ဘာလို့ကမန်းတဲ့အတိုင်းပဲအများစုကလည်းလက်ခံပါတယ်လက်မခံတဲ့လူတွေလည်းရှိတာပေါ့ ဒါကတော့အစားရရဒါခံပန်းပြီးသားပါအားလုံးကနေပြီးတော့ဒီကြီးတော့ဒီအရှင်ခံစားမြေမှာဖုတ်ဘူးဆိုတော့အစားရပြီပါပြီးခဲ့တဲ့18ရက်နေ့ကတဝဲဒေတာမှာရှိတဲ့ Total Company လုပ်ငန်းတွေကိုတွားရောက်ကြည့်ရှုခဲ့တာနဲ့ပတ်သက်လို့လည်းမေးမြန်းခဲ့ပါတယ်ခင်ဗျာအချင်းပြပါတယ်ကျော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်အဲ့ဒီမှာပေါ့နော်သူတို့ဂျီနကောက်တူတောကနေပြီးတော့ရွာလေးရွှေ့တဲ့ခါနောက်ပြီးတော့ဘဝတော့ရွာလေးပဲပြေးရွှေ့ရတာမဟုတ်ပါဘူးဒါပေမဲ့ဒေတာကံကြီးအတွက်အလူမှုရေး စီပွားရေးကိစ္စတွေမှာကုညီတဲ့အခါမှာဘယ်လိုပုံစံနဲ့လုပ်တယ်ဆိုတာအဲ့ဒါလေးကိုတော့ကြည့်ချင်ပါဘူး။တို့တို့ယူနီကောလာတော့သူကတော့အဆင့်တော်မြင်ပါတယ်ဟုတ်။နိုင်ငံတကာအဆင့်နဲ့ကြည့်အောင်လို့သူတို့ဒီကိစ္စတွေလုပ်တာပေါ့နော်။အဲ့တော့ဒီလိုအဆင့်မြင့်တဲ့စီပွားရေးလုပ်ဖို့လုပ်နည်းနဲ့ဆိုပြီးဖြစ်နေတဲ့သူတို့ဖက်စုံတဲ့ကြီးနေတာပေါ့။ဒါတွေကတော့ဒီတစ်ပတ်ဒီမိုကရေစီခီးကြတဲ့ဒေါ်အောင်ဆန်းစုကြည်အစီအစဉ်တွေကဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက်တချို့ကိုကောက်နှုတ်တင်ပြခဲ့တာပါ။ ဒီအစီအစဉ်ကိုကျွန်တော်တို့ RFA မြန်မာပိုင်းအစီအစဉ်ကနေနှစ်ပတ်တခါကြာသပတေးနေ့မနေ့တစ်ကြိမ်စနေနေ့ညမှာတစ်ကြိမ်ထုတ်လွှင့်နေပါတယ်ခင်ဗျာ။